်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါမယ်ငလင်းကျောင်းဒုတိယစစ်ကောင်ဆောင်ရဲ့အရန်တက်6ဦးတင်ဆောင်ပြီး28ဦးအပြင်ထန်ထန်ရရတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်ဆောင်ရဲ့ကိုရန်တော်တန်းအုပ်ချုပ်မှုအဆောင်များပြက်စီးသွားလို့ရုံးလုပ်ငန်းကိုတစ်ပင်အောင်မှဆောင်ရွက်နေရတယ်လို့သိရပါတယ်နေပြည်တော်ရှိစစ်ကောင်စီရဲ့တန်းနဲ့အတွင်းရုံးဆောင်များပြက်စီးလို့စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင်များထိခိုက်ဒေဆုံးမှုတွေရှိခဲ့ရာဒုတိယစစ်ကောင်ဆောင်ရဲ့အရန်တက်မှတပ်ဖွဲ့ဝင်အချို့ထိခိုက်ဒေဆုံးမှုတွေရှိကြောင်းသိရပါတယ် ဒုတိယစစ်ကောင်ဆောင်ဒုတိယဘွဲ့ချုပ်မှုစီဆိုဝင်ရဲ့ဒုတိယအရန်တပ်ဖြစ်တဲ့ခမာယ303မှာစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးတင်ဆောင်ပြီး29ဦးပြင်းထန်ထဏ်ရာတွေရရှိခဲ့ကြောင်းသိရပါတယ်။စစ်ဘက်ဆိုင်ရာအဆောင်တွေအကုန်လုံးနှိပါပြုံးတဲ့ဒုတိယကောင်ဆောင်ရဲ့အရန်တပ်ကကောင်းနေလဲသိတဲ့တချုံရဲ့ကိုရန်တော်တန်ရဲ့ရှုံးအဆောင်တွေရောအကုန်ပါတော့တော့စစ်ဘက်ဆိုင်ရာအဆောင်တွေကိုအရင်လုံနေကြတာဝန်ထမ်းအင်အားတွေကိုတော့မလုံနိုင်သေးဘူးလို့ပိုကြီးစင်ရောကပြောပါတယ်။ စစ်ကောင်ဆောင်ဘူဇုံမူကြီးမြောင်လိုင်းရဲ့ကုရံတော်တပ်ဖြတ်တဲ့ခမောင်ရ305မှာအုတ်ချုံမှုနဲ့လူနေအဆောင်အအောင်ပြိုချပြက်စီးသွားတဲ့အတွက်အုတ်ချုံမှုရုံးလုပ်ငန်းတွေကိုတပ်ပင်အောင်မှလုပ်ကင်ဆောင်ရွက်နေရကြောင်းသိရပါတယ်။ငလျင်လောက်ခတ်ပြီးမလ29ရက်နေ့30ရက်တို့မှာစစ်ကောင်ဆောင်အပါအဝင်ဒုတိယစစ်ကောင်ဆောင်နဲ့ဝင်းကြီးဖွဲ့များမြေပြင်ပေါ်မှာတာလဘတ်ကအစည်းအဝေးလှုပ်ဆောင်ကြရကြောင်းသိရပါတယ်။စီယုံကျုံရှိဝန်တန်းတွေကငနေတူကျော်ဗလချောင်ကျော်နဲ့ကျောင်းဦးကျော်တအိမ်တောင်ကိုဆန္ဒပူနှုံခွဲနှံနဲ့အစာတောင်းနေရကြောင်းသိရပါတယ်။နေပြီးတော့ကောင်စီနဲ့ မြေမှာငလင်လောက်ခတ်ပြီးရင်နောက်နိုင်ငံကြိုင်းဝင်ကြီးဌာနအပါအဝင်အလုံသမားဝင်ကြီးဌာနပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝင်ကြီးဌာနမြမမီရထာဌာနဝန်တန်းအင်အားတွေဖြစ်တဲ့ခရီးအင်အားတိုင်မတ်132 133 134ဧကတထောင်းတိုင်မတ်1320 1329ခွန်းတို့ထိကိုင်ပြိုကျပျက်စီးမှုတွေများပြားခဲ့ပြီးဧက၂000ဧက3000လို့ပဲမှာဝန်ထမ်းအင်အားတွေလည်းပျက်စီးမှုရှိတယ်လို့သိရပါဗျ။ ဆက်လက်ပြီးမြန်မာစီအကူအညီပင်းအဖွဲ့စီလွှတ်ထားကြောင်းအမေရိကန်အတီးပြူတွေကြောင်းတင်ဆက်ပြီးပါမယ်။ USAID အသုံးစေဖြတ်တောက်မှုတွေကြောင်းနှောင့်နှေးကြတာမဟုတ်ကြောင်းကာကွယ်ပြောဆိုပါရယ်။ငလျင်ဘေးတင်မြန်မာနိုင်ငံစီအကူအညီပင်းအဖွဲ့တခုကိုစီလွှတ်လိုက်ပြီးလို့မလ30ရက်နေ့မှာအမေရိကန်ဆိုရကအတီးပြူခဲ့ပါရယ်။ဖြတ်စင်းရပြင်တဲ့ငလျင်ကြီးဖြစ်ပေါ်ပြီးရန်အတော်ကြာမှအဲ့ဒီဖွဲ့ကိုစီလွှတ်နိုင်တာဟာအမေရိကန်ရဲ့အတီးကနိုင်ငံတကာကူညီထောက်ပံ့ရေးဖွဲ့စီဖြစ်တဲ့အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီရန်ပုံငွေကိုတမရဒေါ်နန်ထွန်းရဲ့အဆိုရဖြတ်တောက်လျှော့ချခဲ့တာ အကြောင်းဖြစ်တယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့ပတ်သက်လို့အမေရိကန်အစိုးရကညှင်းဆန်သွားခဲ့ပါတယ်အမေရိကန်ကမြန်မာနိုင်ငံမှာမက်ဂနီကျူ9.8အဆင့်ကလင်းကြီးလောက်ခတ်ခဲ့တဲ့မလ28ရက်မှာတင်ငလင်းပေးတင်အရှိတောင်အာရှဒေသတွေနိုင်ငံအတွက်ဒေါ်လာ2သန်းအကူအညီပေးသွားမယ်လို့ကြေညာခဲ့ပါတယ်အခုအခါမှာတော့အမေရိကန်ရဲ့လူသားချင်းစာနာမှုအကူအညီပေးရင်ကျွမ်းကျင်သူတွေပါဝင်တဲ့အဖွဲ့တစ်ခုကဒုက္ခသည်တွေအလိုအဆုံကိစ္စတွေကိုစမ်းစစ်လေ့လာဖို့ထွက်ခွာသွားပြီဖြစ်တယ်လို့အမေရိကန်နိုင်ငံချိုင်းဝန်ကြီးဌာနပြောရေးဆိုခွင့်ရအမျိုးသမီးတမ်မီဘရုစ်ကပြော 瓦林。 အဲ့ဒီအဖွဲ့ကအရေးပေါ်ရွှေ့ပြင်တဲရီစားနပ်ရိက္ခာရီစေဝါရီတောင်းရီတွေလိုအပ်မှုအခြေအနေတွေကိုစမ်းစစ်သွားမယ်လို့ဆိုပါတယ်မြန်မာနိုင်ငံမှာငလျင်ကြီးလောက်ခတ်ခဲ့တဲ့နေရာမှာပဲအမေရိကန်နိုင်ငံဂျိုင်းဝင်ကြီးဌာနက USAID ကိုတရားဝင်ဖြတ်သိမ်းမဲ့အကြောင်းဒေါက်တာစီအစိုးပြတင်ပြခဲ့ပါတယ်မူလကအမေရိကန်အစိုးရက USAID ရဲ့နိုင်ငံတကာထောက်ပံ့ရေး project 80ရာခိုင်နှုန်းဖြတ်တောက်ထားစေခဲ့ပြီးဖြစ်ပါတယ်နိုင်ငံဂျိုင်းဝင်ကြီးမာကိုရူဘီရိုက USAID ကစင်ရိတ်တွေအရမ်းများများတုံးထားပြီးမြန်ရရှိတဲ့အကျိုးကျေးဇူးဖြစ်တော်မူကနဲလို့နဲလို့ ဆွဲပြောကြားခဲ့ပါတယ်။တခြားအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ရုရှားတရုတ်နဲ့အိန္ဒိယတို့ကမြန်မာနိုင်ငံကိုကယ်ဆယ်မစ်ရှင်တွေအတီးတီးဆင်လွတ်ခဲ့ပြီဖြစ်ပေမဲ့အမေရိကန်ကနောက်ကျကျနေတဲ့ကိစ္စကိုသတင်းတောက်တွေကမေးမြန်းတဲ့အခါ Blue Sky USAID အသုံးစင်ဖြတ်တာမှုကြောင့်ဆိုတဲ့အတွေ့အမျိုးကိုတော့သူ့အနေနဲ့ငင်းပင်မှာဖြစ်ပြီးဒီကိစ္စမှာထည့်တွက်ရမယ့်အကြောင်းတရားတွေအများကြီးရှိကြောင်းတုံ့ပြန်ခဲ့ပါတယ်။ အသည်စိတ်ချက်လက်တွေကိုထုံမပြောမိမဲ့အမေရိကန်ကအာနာသိမ်းမြန်မာစစ်ကောင်စီစင်ကတင်ရဝင်အကူအညီတောင်းခံမှုရရှိခဲ့ပြီဖြစ်တယ်လို့တော့ဘရုစ်ကဆိုပါတယ်စစ်ကောင်စီကအမေရိကန်ရဲ့ပြင်းထန်တဲ့အရင်းယူပိတ်ဆို့မှုတွေကိုခံထားရပါတယ်။နောက်ပြီးအမေရိကန်ကထောက်ပံ့မဲ့ဒေါ်လာနဲ့တန်းကလည်းမြေပြင်ပေါ်မှာအမှန်တကယ်လုပ်ငန်းလည်ပတ်နေတဲ့ဖွဲ့စည်းပြီးစီတန်းရရရှိမှာဖြစ်တယ်လို့ဘရုစ်ကအတည်ပြုခဲ့ပါတယ်။အမေရိကန်က2008ခုနှစ်တုန်းကမြန်မာနိုင်ငံမှာဆင်အစိုးရအုပ်ချုပ်နေတဲ့ကာလမှာလည်းနာဂစ်ဆိုင်ကလုံးမုန်တိုင်းတိုက်ခိုက်ခဲ့တဲ့အချိန်မှာကင်စင်ပစ္စည်းကီလိုဂရမ်9 င်းလောက်ကိုလေးချောင်းကနေပို့ဆောင်ခဲ့ပူပါတယ်။ ဆလာဘီမုံညင်းခရိုင်ကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ပြည်သူ38ဦးသေဆုံးပြီး28ဦးဒဏ်ရာရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာရှင်နေမြေမုံညင်းခရိုင်တွင်တနင်္လာကိုစစ်ကောင်စီကမင်းကညပိုင်းမှာလေကြောင်းမှပုံကျဲတိုက်ခိုက်ခင်ရာပြည်သူလူထုထိခိုက်ဒေဆမှုတွေများပြားကြောင်းကချင်တရင်အရင်မြစ်တချို့ကဆိုပါတယ်တပ်မဟာရှင်နေမြေမုံညင်းခရိုင်ထိခိုက်ဒေဆမှုရှိပြီးတိုက်ပွဲမရှိဘဲလာပစ်သွားတာ38ဦးသေ28ဦးထိခိုက်တယ်လို့ကချင်တရင်အရင်မြစ်တအုပ်ကလေကြောင်းတိုက်ခိုက်ခံရမှုအခြေအနေကိုအတည်ပြုပါတယ်။ မလ31ရက်နေ့ညပိုင်းမှာစစ်ကောင်စီကတိုင်းလင်းရင်နစီနဲ့လာရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အယောက်30လောက်တေဆုံထိခိုက်ဒဏ်ရာရတယ်လို့တော့ပြောတယ်ဒါပေမဲ့စုံစမ်းနေစအပြည့်အစုံတော့မသိရသေးဘူးလို့တခြားကချင်စီရေးတင်အရင်မြစ်ကပြောပါတယ် စစ်ကောင်စီကမတ်လ29ရက်နေ့30ရက်ကလည်း KI မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ပုံမမျိုးကို2ရက်ဆက်လီကြောင်းတိုက်ခိုက်ခဲ့ပါတယ်စစ်ကောင်စီကမနီကညကလည်းရခိုင်ပြည်နယ်မြောင်းမြို့နယ်စကိုင်းတိုင်းချောင်းမြို့နယ်တို့ကိုလေးကြောင်းမှပုံချဲတိုက်ခိုက်ခဲ့ပါတယ်စစ်ကောင်စီကနိုင်ငံမှာငလျင်ပေးစိုးရွားစွာကြုံနေရချင်းတိုက်ပွဲဖြစ်ပွားနေတဲ့နေရာများတာမကောင် တိုင်ပွဲဖြစ်ပွားမှုမရှိတဲ့နေရာများကိုလည်းလေကြောင်းတိုက်ခိုက်နေကြောင်း KIA တရင်ပြန်ကြားရေးဌာနကအသိပေးပါရယ် KIA ကမလ31ရက်မှာတန်တိုင်းလီဒိုလန်ရှိစစ်ကောင်စီတပ်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါရယ် KIA တပ်မဟာနှင့်တရင်20က KIA ပူးပေါင်းတပ်တွေကမလ31ရက်မှာတန်တိုင်းလန်ရှိလဝါချင်းရွာတွင်တပ်ဆွဲထားတဲ့စစ်ကောင်စီမင်းစီတန်ပြည်သူစစ်ပူးပေါင်းတပ်များကိုတိုက်ခိုက်နိုင်ရရှိခဲ့တယ်လို့ KIA တရင်ပြန်ကြားရေးဌာနက EPD ရဲ့မနက်မှာတရင်ဖော်ပြပါရယ်တိုက်ပွဲအတွင်းအရေးနိုင်သွားတဲ့စစ်ကောင်စီတပ်ကကာမိုင်းဘက်ကိုတက်ဆုံသွားကြောင်း အတင်ပေးပါရယ်။တနိုင်းလီတို့လမ်းရှိလက်ဝါချင်းရွာမှာမန်လာ21ရက်မှာမင်းစီတန်းအဖွဲ့ကလက်ဝါချင်းရွာတွင်ထိုးစစ်ဆင်ဝင်လာပြီးတိုက်ပွဲဖြစ်ခဲ့ကြောင်းမန်လာ25ရက်မှာလက်ဝါဘက်ကို မရန်ကထောင်ဂိတ်နဲ့ကာမိုင်းဗျူဟာကုန်းရှိစစ်ကောင်စီတပ်များအင်အားထပ်မံတုံ့ပြန်ခဲ့တော့လဲမင်းကကင်အိုင်ကပြန်လည်တင်ပိုင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါရယ်လက်ဝါစကန်ကငိုတုံးကကင်အိုင်ရှိတဲ့စကန်ဖြစ်တယ်အဲ့ဒါဟိုတနေ့ကမင်းစီတပ်ပြည်သူစင်ရောတပ်ကအင်အား၄00လောက်နဲ့ဝင်တိုက်တာအဲ့ဒီမှာကင်အိုင်အယောက်30လောက်ပဲရှိတယ်သူတို့ကအင်အား၄00နဲ့ဝင်တိုက်တယ်ဆိုတော့ကျွန်တော်တို့ကနောက်ဆုံးပြရတာပေါ့အခုတော့ကင်အိုင်ပြန်ပြီးတော့မှဝင်တိုက်တဲ့အချိန်သူတို့ပြန်နောက်ဆုတ်တာပေါ့လို့ကချင်စီရင်တဲ့အရင်မြစ်တွေကပြောပါရယ်မိုးညင်းခရိုင်တွင်စစ်ကောင်စီနေကြောင် ိုက်ခိုက်မှုကချင်ဒေသစင်ရင်အခြေအနေတွေမေးမြန်းနိုင်ဖို့ KIA တရင်ပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူထဆက်သွယ်ထားဆင်ဖြစ်ပြီးအဆက်အသွယ်မရသေးပါဘူး။စကောင်းစင်းကငလင်းဖေးကြောင့်ပြည်သူများတည်ဆုံဝန်းနေတယ်လို့ဆိုပြီးနိုင်ငံတော်အစဉ်ဝန်းနေခြင်းအထိမ်းအမှတ်ဖြင့် AP 6ရက်အထိ9ရက်ကြာသတ်မှတ်ကြေညာထားတော်လဲအရသာပြည်သူလူထုတည်ဆုံထိခိုက်မှုတွေဖြစ်ပေါ်စေခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လက်ကျူးလွန်လျက်ရှိပါတယ်။ နောက်တပ်တပုတ်အနေနဲ့နိုင်ငံတကာခေါင်းဆောင်တွေကငလင်ပီးကြုံတွေ့ခဲ့ရခြင်းအတွက်အာနာသိန်းစစ်ကောင်းဆောင်ထံဝန်ထဲကြောင့်တဝန်လွှာပြီးပို့တဲ့ကြောင့်တင်ဆက်ပေးပါမယ်။မလ28ရက်နေ့ကစကိုင်းမြို့နီကိုပဟုံပြုလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်နေပြည်တော်မန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့ပါဝင်တိုင်းနဲ့ပြည်နယ်ချုံမှာထိခိုက်ဒဏ်ရာရသိမ်းဆုံးမှုတွေအဆအုပ်ပြိုကျမှုတွေဖြစ်ပေါ်ခဲ့တာကြောင့်အာနာသိန်းစစ်ကောင်းဆောင်ထံကိုနိုင်ငံတကာခေါင်းဆောင်တွေကဝန်ထဲကြောင့်တဝန်လွှာပြီးပို့ခဲ့ကြပါတယ်။စစ်ကောင်စီနဲ့နီးစပ်တဲ့ဆက်ဆံရေးရှိတဲ့တရုတ်သမ္မတရှီကျင်းပြင်တရုတ်ဝန်ကြီးချုပ်မစ္စတာလီချန်ကမ္မော ရဘီယံမင်းမြန်ပရဘစန်တာပရဘိုရိုနိုနစ်ရိုနိုဒွန်တီဟာမိုနီကမ်ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌကမ်ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဘရူနိုင်းနိုင်ငံဘီယံမင်းမြန်ဆူတန်ဟာဂျီဟာဆာနန်ဘူကီယံမူအစ်စာတင်ဝါဒူလောင်နီကာရာကွာနိုင်ငံသမ္မတဒန်နီယယ်အော်တီဂါဆာဘေဒရာနဲ့ဒုတိယသမ္မတရိုဆာရီမူရီ လူတူတို့ကဝန်နေကြောင့်တဝန်လွာတဲ့အတီတီပြီးပို့ခဲ့ကြတာကိုစစ်ကောင်စီဝါဒဖြန့်မီဒီယာတွေကဖော်ပြခဲ့ပါတယ်။အခုလိုတဝန်လွာတွေပြီးပို့ပြီးနိုင်ငံတကာကအကောင်းဆောင်တွေကမြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ပြင်းထန်ကလင်းထန်ကြောင့်အသက်အိုးအိမ်စီးစိမ်အများပြားထိခိုက်ဆုံးရှုံးမှုတွေရှိရတဲ့အတွက်ဝန်နေမိကြောင့်ဖော်ပြခဲ့ကြပြီးမြန်အာနာသိန်းစစ်တပ်ကတော့ငနေလောက်ခတ်ခဲ့တဲ့မလ28ရက်နေ့ကနေမနေ့ကအထိနိုင်ငံတွင်ကအရက်သားပြည်သူများနေထိုင်ရာတွေကိုကိုကျင်းစာစိမ်မရှိဖုံးကျဲတိုက်ခိုက်နေစေဖြစ်တယ်လို့သတင်းမှဖော်ပြထားပါရဲ့ရှင်။